ပြကတိစနစ်တွေထဲမှာဒီထားနိုင်ငံရဲ့ Twitter ပြကတိစနစ်အကြောင်းအရောစိတ်ဝင်စားဖွယ်ပြပြပေးတော့မှာဖြစ်ပါတယ်။အနိုင်ငံကပါလယ်မှာထင်ရှားပြီးတော့ယဉ်ကျေးမှုကျွေးဝါးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။နိုင်ငံ Twitter မှုတွေထဲမှာအရေးပါတဲ့အရာတစ်ခုကတော့ရိုတုံပြုနေတဲ့ပြကတိစနစ်ပါ။ဘာအများစုကသုံးဆွဲနေရဲ့ Crane ပြကတိအပြင်ထိုင်းနိုင်ငံမှာဒီဗုဒ္ဓပြကတိကိုခေါ်ရဲဗုဒ္ဓဘာသာပြကတိ Buddhist Era BE ကိုပါအဓိကထားပြီးအသုံးပြုပါတယ်။ ပြပရင်စနေရဲ့ပုံစံတမိုင်းကြောင်းနဲ့နေ့စဉ်လူမှုဘဝတွေမှာဘလို့ ਈ ပါလဲဆိုတော့အသေးစိတ်လေ့လာကြည့်အောင်ပါဒီဘုရားဘာသာပြက္ခဒိန်ရဲ့အခြေခံမှုကဒီကောရမဖျားရှင်ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့ကိုအခြေခံပြီးတော့စတင်ခဲ့ရဖြစ်ပါတယ်ဒီပြက္ခဒိန်ကခရစ်နှစ်ပြက္ခဒိန် CE ထက်943နှစ်ပိုဆော်ပါတယ်ဒါကြောင့်ခရစ်နှစ်2025ခုနှစ်ဆိုရင်ဌာနငယ်ဘုရားဘာသာပြက္ခဒိန်ရ1568ခုနှစ်ဖြစ်နေမှာဖြစ်ပါတယ် ဒီလို943နှစ်ကြာတဲ့အကြောင်းရင်းကတော့ဗုဒ္ဓဖျားရှင်ပြိနိဗ္ဗာန်ဆံဝင်တဲ့နှစ်ကိုဗုဒ္ဓတက္ကရာတစ်ခုနဲ့အဖြစ်သတ်မှတ်လိုက်တဲ့အတွက်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ကောဇာတက္ကရာနဲ့မြန်မာတက္ကရာကိုအသုံးပြုပါတယ်။ဗုဒ္ဓဘာသာပြက္ခဒိန်ကအကြီးအကဲအဖြစ်ထိုင်း၊တိရီလင်္ကာ၊ကမ္ဘောဒီးယား၊လာအိုနဲ့မြန်မာနိုင်ငံတို့လိုထေရဝါဒဗုဒ္ဓဘာသာကိုကုကွယ်တဲ့နိုင်ငံတွေမှာအသုံးပြုလေ့ရှိပါတယ်။ဒါပေမဲ့နိုင်ငံလိုက်သတ်မှတ်တဲ့အခြေခံနှစ်တွေမှာအနေငယ်ကွာဟမှုရှိနိုင်ပါတယ်။ အနိုင်ငံမှာဗုဒ္ဓဘာသာပြခရင်ကိုတရားဝင်အသုံးပြုဆုံးမြတ်ခဲ့တာကတော့ဘယင်ရာမ6ကင်းရာမ6ခင်မှာဖြစ်ပါတယ်။ဟောင်ကောတဆက်တုံဖနီတီထိုင်းနိုင်ငံဟာထိုင်းနန်တော်နဲ့ကိုအသုံးပြုခဲ့ပြီးတော့ဟောင်ကောတဆက်တုံခုနှစ်မှာတော့ဘယင်ရာမ6ဟာဗုဒ္ဓဘာသာပြခရင်ကိုတရားဝင်ပြောင်းလဲအသုံးပြုဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုပြောင်းလဲလိုက်ခြင်းကထိုင်းနိုင်ငံကိုခြေရဝါရဗုဒ္ဓဘာသာကိုအခြေခံထားတဲ့နိုင်ငံဖြစ်ပုံမှန်ခိုင်မာစေခဲ့ပါတယ်။ အနိုင်ငံမှာဗုဒ္ဓဘာသာပြည်ကတဲ့ဟာအစိုးရရုံးနေတဲ့တရားဝင်စာရွက်စာတမ်းအများစုမှာအဓိကအသုံးပြုလေရှိပါတယ်။ဥပမာနိုင်ငံသားစစ်စေးကဝေစင်းနဲ့အင်တာဗျူးစင် passport ပြမောင်းနိုင်စဉ်အစိုးရအဖွဲ့အစည်းတွေရဲ့စာစာချုပ်စာတမ်းများချောင်းတွေရဲ့စာတင်နဲ့အဲ့မှာအများစုအသုံးပြုလေရှိပါတယ်။အကြောင်းထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့နိုင်ငံခြားသားတွေရဲ့ဗီဇာလျှောက်ထားခြင်း၊ဗန်စင်းဖွင့်ခြင်းနဲ့အစိုးရဌာနတွေနဲ့ဆက်သွယ်စာရွက်တဲ့အခါမှာဗုဒ္ဓဘာသာပြည်ကတဲ့ခုနှစ်ကိုတွေ့ရလေရှိပါတယ်။ နေ့စဉ်လူမှုဘဝမှာတော့ဘန်နေစူပါမားကတ်တွေစောက်ဆိုင်တွေမှာခရစ်နစ်ကိုလည်းတွေ့နိုင်ပါတယ်။အဲလိုမျိုးတွေကတော့အမျိုးစလုံးကိုရှင်းလင်းကြောင်းရင်ကြပါတယ်။ဘောရဘာသာပြက်ကတဲ့ရင်အာသာချန်နဲ့အာနင်ချက်တွေကိုပြပြပေးပါမယ်။ဘုရားဘာသာပြက်ကလေးအောင်အတုံးပြချင်းကတော့ထိုင်းရင်ကျင်းမှုနဲ့ဘုရားဘာသာရဲ့အနှစ်သာရကိုပုံမနီးဆက်ပြီးတော့ဖះရှင်တမိုင်အမွေနစ်ကိုလည်းအမြဲတည်ရနေစေပါရယ်။ဒါပေမဲ့နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာတော့တစ်ခါတည်းအခက်အခဲလေးရှိနိုင်ပါရယ်။ဥပမာ Conversation Everest Street နိုင်ငံခြားသားတွေအားစာရွက်စာတမ်းပေါ်ကကိုရဘာသာပြည်ကတိနှစ်ကိုခရစ်နှစ်ပြန်အောင်မှာ943နှစ်ကိုအောင်နှုတ်ရမှာမှောင်ရင်တက်ပါရဲ့နိုင်ငံတကာဆန်နှုန်းနဲ့ပတ်သက်ပြီးတော့လည်းနိုင်ငံတကာစီးပွားရေးဆက်ဆံရေးနဲ့သိပ္ပံပညာရေးတွေမှာခရစ်နှစ်ကိုသာအဓိကထားအသုံးပြုတဲ့အတွက်ထိုင်းနိုင်ငံမှာလည်းခရစ်နှစ်ကိုအတွက်ဖတ်အသုံးပြုဖို့လိုအပ်လာပါတယ်ဒီလိုအခြေအနေမျိုးမှာတော့ကိုရဘာသာပြည်ကတိခုနှစ်ကိုခရစ်နှစ်ပြောင်းဖို့အတွက်အလွယ်ဆုံးနည်းကတော့ကိုရဘာသာနှစ်မှာ943နှစ်ကိုနှုတ်လိုက်ရုံပါပဲ။ ဩရဘာသာပြက်ကတင်က2568ကို943နှစ်နှုန်းလိုက်အခုခရစ်နှစ်2025ခုနှစ်ကိုရောက်မှာဖြစ်ပါတယ်မြန်မာနိုင်ငံနဲ့နိုင်ရှင်ချန်နယ်ပတ်သက်ပြီးတော့မြန်မာနိုင်ငံမှာတော့ဩရဘာသာကိုကွဲသူအများစုရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ဗုဒ္ဓဘာသာပြက်ကတင်ကတော့ထိုင်းနိုင်ငံတို့တရားဝင်စာရေးစာရေးအများစုမှာအကြီးကအသုံးပြုခြင်းမရှိဘဲနဲ့မြန်မာတက္ကရာ Bamis Era Amigo ဒါအသုံးပြုလို့ရှိပါတယ်မြန်မာတက္ကရာဟာဗုဒ္ဓဘိက္ခုနိဗ္ဗာန်ဆံဝင်ပြီးတော့နှစ်ပေါင်း138နှစ်ကျော်မှစတင်ခဲ့ပြီးတော့ မဟာတက္ကရကိုအခြေခံပြီးပြောင်းလဲခဲ့တယ်လို့ယုံကြည်ရပါတယ်။မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်တွေဟာဗုဒ္ဓဘာသာနဲ့ဗုဒ္ဓတက္ကရကိုတွက်ချက်မှာတော့ဖျားရှင်ပြိဋိဘံဆံဝင်တဲ့နေကစားပြီးဤတွက်လေးရှိပါတယ်။ဒီကုံချုံအင်းနေတော့ထိုင်းနိုင်ငံရဲ့ဗုဒ္ဓဘာသာပြည်ကတိရော၎င်းတို့ရဲ့ဘာသာရေးယဉ်ကျေးမှုနဲ့တမန်ကြောင်းကိုထင်ဟနေတဲ့အရေးပါအစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါဟာထိုင်းလူမျိုးရဲ့ထူးခြားတဲ့အထောက်အထား unique identity ကိုဖော်ပြနေတယ်လို့နိုင်ငံတကာအတိုင်းအဝိုင်းနဲ့ဆက်ဆံတဲ့အခါမှာ ပြောင်းလဲပြင်လဲရှိရှိနဲ့နှမျိုးစလုံးကိုတွေ့ဖက်အသုံးပြုနိုင်တဲ့အစွမ်းအင်ကိုလည်းပြသနေပါတယ်။နိုင်ငံခြားသားတယောက်အနေနဲ့ထားနိုင်ငံရဲ့အစိုးရဌာနတွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ရှိရင်ဒီပြက်ကလေးစနစ်ကိုနားလည်ထားခြင်းအမှားအယွင်းတွေကိုရှောင်ရှားနိုင်ခြင်းပို့ပြီးတော့အဆင်ပြေစီမှာဖြစ်ပါတယ်။အခုအကြောင်းအရာလေးကိုနားထောင်ပြီးရင်တော့ထားနိုင်ငံပြက်ကလေးစနစ်ကိုနားလည်သိရှိသွားမယ်လို့ထင်ပါတယ်။နောက်ထပ်အကြောင်းအရာများကိုလည်းစိတ်ဝင်စားဖို့ရှာဖွေတင်ဆက်ပေးသွားပါအောင်မယ်။